ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့အိန္ဒိယပါကစ္စတန်အဖြစ်ခက်ရစဲတွင်အမေရိကန်၏အခမ်းကဏ္ဍအပေါ်ထရန့်နဲ့မိုဒီသဘောထားကွဲလွဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မကြသေးမီကအိန္ဒိယနဲ့ပါကစ္စတန်တို့အကြားစစ်ရေးပဋိပက္ခဖြေလျှော်ရမှာတော့အမေရိကန်ပြည်ထောင်စုရဲ့အခမ်းကဏ္ဍအပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အိန္ဒိယဝန်ကြီးချုပ်နိုင်ဒရာမိုဒီတို့အကြားတတမန်ရေးရာကွဲလွဲမှုတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်မေလာအစောပိုင်းကစပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်းပထမအဆုံးချိန်ပြောဆိုဆက်သွယ်မှုမှာတော့ မိုဒီကထရန့်ကိုအပြစ်ခတ်ရစေညှိနှိုင်းမှုမှာအမေရိကန်ကဘာမှပါဝင်ပတ်သက်မှုမရှိဘူးလို့ပြက်ပြက်သားသားပြောကြားခဲ့တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံသားရဲ့ဝန်ကြီးဖြစ်တဲ့ Vikram Misri ရဲ့အဆိုအရတော့အင်ကာနေမှာတမရထရန့်ကစတင်ခဲ့တဲ့35မိနစ်အကြာဖုံးပြောဆုံမှုအတွင်းမှာဒီအချက်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။မိုဒီကထရန့်ကိုဒီအဖြစ်ပြက်တွေတစ်လျှောက်လုံးမှာ အိန္ဒိယအမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်နဲ့ပတ်သက်ပြီးဘယ်အဆင့်မှမှဆွေးနွေးမှုမရှိခဲ့သလိုအိန္ဒိယနဲ့ပါကစ္စတန်အကြားအမေရိကန်ကကြားဝင်ဆေးဆက်ပေးဖို့အဆိုပြုချက်လည်းမရှိခဲ့ဘူးဆိုပြီးရှင်းရှင်းလင်းလင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။မစ္စရီကတော့စတေးရေလှရှာမှုတွေကိုရပ်ဆိုင်းဖို့ဆွေးနွေးမှုကအိန္ဒိယနဲ့ပါကစ္စတန်အကြားမှာနှစ်နိုင်ငံတပ်ဖွဲ့တွေရဲ့ဆက်သွယ်မှုလမ်းကြောင်းကနေတိုက်ရိုက်ပြုလုပ်ခဲ့တာဖြစ်ပြီးပါကစ္စတန်ရဲ့တောင်းဆိုမှုအရအစတင်ခဲ့တာပါ။ ဝင်ကြီးချုပ်မိုရီကတော့အိန္ဒိယကဂျာဝင်စိတ်ဆက်ပေးမှုတွေကိုဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့ပြပြတသားပြောကြားခဲ့တယ်လို့အလေးနဲ့ပြောကြားသွားခဲ့ပါတယ်။အိန္ဒိယကောင်ဆောင်ရဲ့ဒီလိုတိုက်ရိုက်ညှဉ်းဆဲမှုကသမရထရန်ရဲ့ပါကစ္စတန်နဲ့အိန္ဒိယအကြားကစစ်ပွဲကိုတယောက်တည်းရပ်တန့်ခဲ့တယ်ဆိုတဲ့အထက်ထက်ပြောဆိုချက်တွေကိုစိန်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။ထရန့်ကတော့ဗိုလ်တော်ဦးနဲ့မနက်ပိုင်းကအင်ဗျူတော်အပြင်ဘက်မှာကျွန်တော်ပါကစ္စတန်နဲ့အိန္ဒိယအကြားကစစ်ပွဲကိုရပ်တန့်ခဲ့ပါတယ်။ကျွန်တော်ပါကစ္စတန်ကိုချစ်ပါတယ်။မိုဒီကအယံကိုတော်တဲ့လူတယောက်လို့လည်းထင်တယ်။ မနေ့ညကသူနဲ့စကားပြောဖြစ်ခဲ့သေးတယ်ဆိုပြီးတော့ထက်လောင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့အကြားက၄ရက်ကြာပဋိပက္ခဟာဆိုရင်တော့အိန္ဒိယထိန်းချုပ်ကက်ရှမီးယားဒေသမှာဧပြီလ22ရက်နေ့ကအကြမ်းဖက်တိုက်ခိုက်မှုကြောင့်အရက်သား26ဦးသေဆုံးခဲ့ရာကနေစတင်ခဲ့တာလည်းဖြစ်ပါတယ်။ အိန္ဒိယကမေလ9ရက်နေ့မှာတော့ပါကစ္စတန်တဲကိုပြစ်ဒဏ်ခတ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးပါကစ္စတန်ကလည်းပဲဂျက်လေယာဉ်တွေဒုံးကျည်တွေဒရုန်းတွေနဲ့အမြောက်တွေကိုအသုံးပြုပြီးတော့တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အပြစ်ခတ်ရဲစဲရေးကိုတော့မေလ10ရက်နေ့မှာသဘောတူညီခဲ့ကြတာပဲဖြစ်ပါတယ်ခင်ဗျာ။